မမေစီများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမေစီများကို မျှဝေပေးခြင်းနဲ့ဓမ္မလက်ဆောင်ကပါလဲဆိုရင်လူတိုင်းလူတိုင်းဟာကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံကြကြတယ်ရောချမ်းချမ်းသာသာနဲ့အေးအေးချမ်းချမ်းနဲ့ကောင်းခြင်းမင်္ဂလာပြည့်စုံစွာနဲ့ကိုမိသားစုတွေအချင်းချင်းဒါနေထိုင်ခြင်းကြတယ်ပေါ့အဲ့လိုနေထိုင်ခြင်းနဲ့ဆိုလို့ရှိရင် ကောင်းခြင်းမင်္ဂလာအားလုံးပြည့်စုံခြင်းရဲ့အကြောင်းတရားကိုသိဖို့လိုအပ်တယ်။ဒီကနေ့အဲ့ဒီကောင်းခြင်းမင်္ဂလာတွေပြည့်စုံနိုင်ဖို့အတွက်အဲ့ဒီကောင်းခြင်းမင်္ဂလာတွေပြည့်စုံနိုင်ခြင်းရဲ့အကြောင်းတရား၁၀ပါးကိုဒီကနေ့ဓမ္မမိတ်ဆွေများကိုမျှဝေပေးပါမယ်။ပထမဆုံး၅ပါးကိုမျှဝေပေးမယ်။ဒုတိယပိုင်းမှာတော့ဒီနောက်ထပ်၅ပါးကိုဆက်ပြီးတော့မျှဝေပေးပါမယ်။အဲ့တော့ကောင်းခြင်းမင်္ဂလာပြည့်စုံခြင်းရဲ့အကြောင်းတရား၁၀ပါး ဒီနေ့အပြင်ပြောမယ်ဆိုရင်ဥဒ္ဓဘောဓဘာသာတွေအားလုံးအခေခြေခံကြကြတိဋ္ဌာသင်နဲ့အချက်၁၀ချက်လို့လည်းပြောလို့ရတယ်။ပါဠိလိုဆိုရင်တော့ပုံညာကရိယာဝတ္ထု၁၀ပါ။ဗမာလိုဆိုရင် ကောင်းခြင်းမင်္ဂလာ ပြည့်စုံခြင်းရဲ့အကြောင်းတရား၁၀ပါ။ဒီကနေ့ပထမပိုင်းမှာတော့၅ပါးကိုဓမ္မမိတ်ဆွေများကိုမျှဝေပေးပါမယ်။နံပါတ်၁ကဘာလဲဆိုလို့ရှိရင်ဒါနရတယ်။ဒါနဆိုတာမျှဝေတာပေါ့နော်။ပေးကမ်းတာစွန့်ကြဲတာ ဒါဒါနပါပဲအဲ့တော့ပေကန်းချင်းဒီရာရာအားလုံးကိုအောင်မြင်နိုင်ဤလို့မြတ်စွာဘုရားရှင်ကပြောကြီးဟောထားတဲ့အတိုင်းပဲခုမှတတ်နိုင်တာလေးတွေဒီဘက်ကိုမျှဝေပေးတယ်ဆိုလို့ရှိရင်ကိုယ်တန်တံမှာလည်းပဲဒါနကိုခြေခံပြီးတော့ဒါမေတ္တာတွေဖြစ်ပေါ်လာတယ်နောက်တစ်ခုအဲ့ဒီဒါနကိုအကြောင်းပြုပြီးကိုယ်မှာလည်းပဲအခွင့်အလမ်းတွေအများကြီးပွင့်သွားတယ်ဒါကြောင့်ဒါနဆိုတာအောသနုတန်လျာမှာကျင်းလင်းနေသည် နော်တန်ရာမှာကျင်လည်နေတဲ့လူသားတိုင်းလူသားတိုင်းဒါနကိုမဖြစ်မနေလုပ်ရမယ်မဖြစ်မနေလုပ်သင့်တယ်ပေါ့နော်အဲ့တော့ပေးကမ်းဆောင်ခြင်းချင်းကိုလုပ်တဲ့သူတိုင်းသူတိုင်းဟာဒီဘဝမှာလည်းပဲချမ်းချမ်းသာသာနဲ့ကြက်တည်မင်္ဂလာရှိရှိနေရတယ်နောက်တမလုံးလောကကိုရောက်သွားလို့ရှိရင်လည်းပဲဒါချမ်းချမ်းမာမာနဲ့ကောင်းရမွန်ရာပုံဌာနကိုရောက်နိုင်တယ်အဲကြောင့်နံပါတ်1ဒါနတဲ့ပေးကမ်းဆောင်ခြင်းရမယ်မြဝေသုံးဆွဲရမယ်ပေါ့နံပါတ်2ကတော့တီလာ တီလာဆိုတာလည်းဓမ္မမိတ်ဆွေများတည်ပြီးစားပါအခြေခံဖြစ်တော့ငါးပါးတီလာပေါ့အဒါနာဆိုတဲ့သဘောတဘာဝကသူတစ်ပါးကိုချမ်းသာအောင်လုပ်ပေးတာတီလာဆိုတဲ့သဘောတဘာဝကျတော့သူတစ်ပါးကိုမစင်းရအောင်လုပ်ပေးတာတဲ့အဲ့တော့ပါဏာတိပါတာကိုကြည့်ပေါ့ကိုကသူများအသက်ကိုတက်ကိုတတ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီအသက်ခံရမယ်လို့ဘယ်လောက်စိတ်ဆင်းရဲလိုက်မလဲဟမ်သူလည်းသူ့တက်လေးတကူနှမျောတာပေါ့ချစ်တာပေါ့တွေ့တာတာပေါ့အကယ်၍ကိုကမသက်ဖင်းနဲ့နော် လွတ်ပေးလိုက်မယ်ဆိုရင် तू ဘလောက်ဝမ်းသာသွားမလဲဘလောက်စိတ်ချမ်းသာသွားမလဲဒါဥပမာဘာနာလိပါဌာန်းနဲ့ဆက်ပြီးတော့ပြောပြတာပါအဲ့အာရိဏဒါနနဲ့အဲ့တိုင်ပေါ့ကိုကသူမပစ္စည်းကိုမတရားတိုက်ယူမတရားလုယူမယ်ဆိုလို့ရှိရင်သူကဘယ်လိုစိတ်ချမ်းသာပါမလဲစဉ်းစားကြည့်ပါဒါကိုချင်းစာတရားထားချလိုက်တာနဲ့ကိုသိပါတယ်နော်နောက်တစ်ခုသူရာမီရာရောက်လေကြည့်အော်ရက်တော့တာဘာဖြစ်လဲလို့စဉ်းစားအောင်မယ်တကယ်တော့ရက်တော့တာကိုကိုကိုထိလိုက်တာဟုတ်တယ် ောက်ကြာလာလို့ရှိရင်ကိုမိသားစုကိုပတ်ဝန်းကျင်မှာထိခိုက်တယ်အဲ့တော့သူများတွေစိတ်ဆင်းရဲရတယ်ကိုမိသားစုလည်းစိတ်ဆင်းရဲရတယ်ကိုပတ်ဝန်းကျင်လည်းစိတ်ဆင်းရဲရတယ်အဲကြောင့်ကိုပတ်ဝန်းကျင်ကိုအဆင်းရဲမှုတွေမဖြစ်စေခြင်းဘူးဆိုလို့ရှိရင်ဒါအယတိကရှောင်ပေါ့နော်ဗာမသူမိစ္ဆာစားတာလည်းဒီတိုင်းပေါ့နော်ကိုယ်ကအိမ်တော်ကြီးဖောက်ပြန်နေဆိုလို့ရှိရင်ကိုမိသားစုတွေစိတ်ဆင်းရတယ်ကိုလည်းနာမည်ပြတ်တယ်အဲကြောင့်အိမ်တော်ကြီးမဖောက်ပြန်ဘဲနဲ့ဒါ လုံးလုံးချုံချုံဒီတိလာကိုထင်သိမ့်မယ်ဆိုလို့ရှိရင်လည်းကိုလည်းချမ်းသာတယ်ကိုမိသားစုလည်းချမ်းသာတယ်ဒါကြောင့်မို့လို့ငါးပါးတိလာကိုစောင့်ထင်းခြင်းဒီအော်သူတစ်ပါးကိုစိတ်ဆင်းရဲမရဲအောင်เนาะသူတစ်ပါးစိတ်ချမ်းသာအောင်ပြုလုပ်ပေးတဲ့သဘောကိုတက်ရောက်တယ်ပေါ့ဒါနယူခြင်းဒီသူတစ်ပါးချမ်းသာအောင်လုပ်ပေးရတိလာကိုစောင့်တိလိုက်ခြင်းဒီသူတစ်ပါးစိတ်ဆင်းရဲမှုမရှိအောင်သူတစ်ပါးဆင်းရဲတွေကနေကင်းဝေးအောင်လုပ်ပေးလိုက်တာနဲ့ တူတူပါပဲတဲ့။ဒါကြောင့်မို့ကိုယ်တန်တန်မှာကိုမိသားစုတွေကိုယ်တန်တန်မှာရောကိုမိသားစုတွေရောကိုယ့်ရကိုယ့်ရကိုယ့်နိုင်ငံမှာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်ဒါနပြုပါ၊သီလစောင့်တည်ပါ။နံပါတ်၃ကဘာဝနာ။ဘာဝနာဆိုတာတူဘောအောင်လုပ်တာ။ဘာတမနာဘာဝနာရှိတယ်၊ဝိပဿနာဘာဝနာရှိတယ်။ဘာတတ်နိုင်သမျှအော်ဒီလိုပါကြီးကျမ်းပါပါစီ၊ချမ်းသာပါစီ၊မေတ္တာပို့ပြီ၊မေတ္တာပို့ခြင်းဒီမေတ္တာဘာဝနာပဲ။ ကိုယ်တိုင်မေတ္တာအခြေခံရှိသွားပြီဆိုလို့ရှိရင်အာဆင်းရဲတဲ့သူတွေကိုမြင်တဲ့အခါမှာတနာကျင်တာချင်းကရုဏာဆိုတာဖြစ်တယ်။ဘောချမ်းသာတဲ့သူတွေကိုမြင်တဲ့အခါကျတော့လည်းပဲဝမ်းမြောက်ဝမ်းသာတဲ့မုဒိတာပါဖြစ်ပေါ်လာတယ်။မေတ္တာကိုခြေခံပြီးတော့ဘာကြီးဆက်လက်ပြီးဖြစ်ပေါ်လာလို့ဆိုရင်ဒါကရုဏာတွေမုဒိတာတွေဖြစ်ပေါ်လာတယ်။ဒါမေတ္တာဘာဝနာနဲ့ဆက်ဆက်ပြီးတော့ပေါ့။အဲတော့ကိုမေတ္တာဘာဝနာကိုနှစ်သက်လို့ရှိရင်မေတ္တာဘာဝနာကိုပွားမြပါ။အဘိဗောဓနုဒတိဘာဝနာတွေရှိတယ်။သမထဘာဝနာတွေရှိတယ်။ဝိပဿနာဘာဝနာတွေရှိတယ်။ နေ့စဉ်နေ့တိုင်းနေ့စဉ်နေ့တိုင်းငါးခွဲခတ်ဖြစ်ဖြစ်15မိနစ်ခတ်ဖြစ်ဖြစ်ဘာဝနာကိုသမထဘာဝနာပဲဖြစ်ဖြစ်ဝိပဿနာဘာဝနာပဲဖြစ်ဖြစ်ကိုယ်စိတ်ကိုတည်ငြိမ်အောင်ကိုယ်စိတ်ကလေးဖြူစင်အောင်ကိုယ်စိတ်ကလေးကိုကောင်းတဲ့ဘက်ကို ရွေ့နေအောင်လို့အမြဲတမ်းလုပ်ပြရမယ်တဲ့အဲ့လိုလုပ်ပေးကြရပြင်ကိုယ်စိတ်တည်ငြိမ်လာတယ်ကောင်းလာတယ်ဆိုရင်ကိုကောင်းပြီဆိုတော့လည်းသူတို့ဘာကိုလဲကိုကောင်းကောင်းပုံပုံပြောဆက်ဆံတက်လာတယ်ပြောဆိုတက်လာတယ်ကိုယ့်ရဲ့အတွေးအကြံစီလည်းကောင်းတဲ့အတွေးအကြံစီကိုယ့်ရဲ့လုပ်ငန်းတွေကလည်းကောင်းတဲ့လုပ်ငန်းကိုလုပ်ဖြစ်လာတယ်အဲ့လိုလုပ်ဖြစ်လာလို့ရှိရင်ဘာတွေဖြစ်လာလဲ ကိုလည်းကောင်းချင်းမင်္ဂလာနဲ့ပြည့်စုံတယ်။ကိုမိသားစုကိုရဲ့ကိုရဲ့ကိုပါဝင်ခြင်းနဲ့ကောင်းချင်းမင်္ဂလာတွေအားလုံးနဲ့ပြည့်စုံတယ်။ဒါကြောင့်ကောင်းချင်းမင်္ဂလာတွေအားလုံးပြည့်စုံနေကြပြီဒါနတိလဘာဝနာတဲ့။နောက်တစ်ခုကအပ္ပစာယ။အပ္ပစာယဆိုတာကဘာလဲဆိုရင်ဒါယုတိထိုက်သူကိုယုတိတာ။ကိုမမိပါတယ်ရှိတယ်၊ကိုတဲ့ကြီးတဲ့ညကမောင်နှမတွေရှိတယ်၊ကိုစီရမကိုတဲ့ကြီးတဲ့သူတွေရှိတယ်။ကိုယ့်ထက်ကြီးတဲ့သူတွေအတိတ်ကိုယ့်ထက်အသက်ကုန်ွားကြီးတဲ့သူတွေတိလားသမားတွေပြည့်စုံတဲ့ပုံကိုယ်တွေယူတည်တာ အဲ့ဒါယူသေးတယ်ဆိုတာကလည်းတော်တင်ဒါစိတ်စီနာနဲ့ဆိုမရပါဘူးကိုယ်တဏ္ဍာမှာမာနတွေဖြစ်နေတယ်ဆိုလို့ရှိရင်ယူသေးလို့မရအောင်နော်လူကြီးသူမတွေရှိမှလည်းပဲကိုကငါကွဆိုတဲ့မာနတွေထောင်လွှားနေတယ်ငါချမ်းသာတဲ့သူတယောက်ဆိုရင်မာနတွေထောင်လွှားနေတယ်ဆိုရင်အယူသေးမပြတ်တတ်ဘူးဒါကြောင့်မို့အပ္ပစာယဆိုတာဒီဘက်ကိုယူသေးတာဒီဘက်ကိုယူသေးလိုက်တဲ့တဲ့လေးစားလိုက်တဲ့အတွက်ခုမှဘာတွေရတယ်ခုမှကုသိုလ်တွေရတယ်ပြီးလို့ရှိရင် အခြားလူကြီးသူမတွေပဝင်ချင်တဲ့တွေရလဲဩဒီကလေးကဒီလူငယ်လေးကတကယ်ယူသိလေးယူသိသူတို့ဘာပုံမှာယူသိလေးစားတတ်တယ်ဂါရဝတရားနဲ့ပြည့်စုံတယ်ဆိုတော့ကောင်းချင်းမင်္ဂလာတွေလည်းကိုယ်မှာရတယ်အဲ့တော့တခုတော့ရှိတယ်သူတို့ကိုယူသိရလေးစားတယ်ဆိုတာကဘာလဲဆိုလို့ရှိရင်ကိုယ့်ထဲယာရုအာနာကြီးလို့ကိုယ့်ထဲပါဝါကြီးလို့ကြောက်လို့ယူသိတာမျိုးတွေရှိတယ်နော်ကိုယ့်ရဲ့ထဲလူကြီးကငါသူ့ကိုကိုယ့်ရဲ့လုပ်ငန်းရှင်ကငါယူသိပေးလိုက်မယ်ဆိုလို့ရှိရင်နော် ီလုပ်ငန်းရှင်ကငါ့ကိုဘာတွေပေးမလဲလက်လက်ပါကိုမျှော်ကိုးပြီးတော့ဗောနော်အကျိုးတကူကိုမျှော်ကိုးပြီးတော့ယူသေးလေးသားတာလေအဲ့ဒါယူသေးလေးသားမှုအစ်စ်မဟုတ်ဘူးတဲ့အဲ့ဒါကျတော့မာယာဖြစ်သွားပြီမာယာဆိုတာကောင်းတဲ့လုပ်ငန်းမဟုတ်ပါဘူးကိုယ့်ရင်ထဲမှာသူတို့ဘက်ကမှယူသေးခြင်းနဲ့စိတ်လေးစားစဉ်ခြင်းစိတ်တကယ်မရှိဘဲနဲ့ကြောက်လို့ကိုယ့်အကျိုးစီးပွားကိုမျှော်ကိုးပြီးယူသေးပြတာလေးစားပြတာကိုတော့မာယာလို့ခေါ်တယ်အဲ့ဒီမာယာကိုတော့အကုသို့ပါအဲ့စိတ်ထားလို့ရှိရင်တော့ဒါစစ်မှန်တဲ့ ူသေးလေးစားမှုမရှိဘူးဒါကြောင့်မို့လို့စိတ်မှန်တဲ့ယူသေးလေးစားမှုမဟုတ်လို့ရှင်ကုသိုလ်မရနိုင်ဘူးဟာအဲကြောင့်မို့သူတို့ဘာပုံမှာကိုယ့်ရဲ့စိတ်ထားမှန်မှန်နဲ့ကိုယ့်ရဲ့တက်ကွန်ဝါကြီးတဲ့ပုံကိုယ်ကြီးကိုယ့်ရဲ့လုပ်ငန်းရှင်တွေပုံမှာလလာကုန်မမျော်ဘူးမမျော်ဘူးပဲနဲ့နော်တကယ်ကိုစိတ်မှန်နဲ့စိတ်နဲ့ယူသေးလေးစားမယ်ဆိုရင်တော့ကုသိုလ်ရတယ်အဲလိုကုသိုလ်ရတဲ့ဖြစ်ရင်ကိုယ့်တန်တန်နဲ့ကောင်းခြင်းမင်္ဂလာတွေဖြစ်တယ်အချမ်းသူတွေပုံမှန်လည်းပဲကောင်းခြင်းမင်္ဂလာတွေပြည့်စုံရဖြစ်ဖြစ်ရကြရတယ်ပေါ့နော်။ဒါကြောင့်မို့လို့အပ္ပစာယတဲ့ ါကနံပါတ်၄ပေါ့နော်နံပါတ်5ကဘာလဲဆိုရင်ဝေယဝိစဝေယဝိစဆိုတော့ကသူတို့ကကုသိုလ်ကောင်းမှုပြုတယ်ဆိုလို့ရှိရင်ဝိုင်းအောင်ပြီးတော့ကုညီတယ်လောက်ကင်ပေးတယ်ဒါဝေယဝိစပဲအနောက်တစ်ခုကကိုထက်ကြီးတဲ့လူကြီးသူမာတွေရှိတယ်ကုလမ်းမှာကိုထက်ကြီးတဲ့သူတွေကဟလာမသွားနိုင်လို့မလာနိုင်လို့ကိုကကုညီပြီးပို့ပေးတာတွေအကူညီပြီးတော့အိမ်ရောက်ပို့ပေးတာမျိုးတွေကုညီပြီးတော့ထူပေးတာမျိုးတွေတခုခုကူညီပေးလိုက်တာလေဒါဝေယဝိစပဲနော် ဲ့တော့သူတို့ဘာကလုံနိုင်မကန်နိုင်နိုင်ဒီကဝိုင်းပြီးတော့နော်စီရနာပါပါနဲ့ဝိုင်းကူညီဆောင်ရွက်ပေးတာဒီဝေယဝိစာပဲအဲ့တော့ဝေယဝိစာကုသိုလ်ကိုထင်သေးလို့မရဘူးအားကြောင့်လို့ဆိုရှင်ရဲ့ဒီအရှင်ကုမာရကတ္တပမထေရကိုကြောင်းပြုပြီးတော့ဒါဝိစာဒေဒီဘောကနေပြီးတော့ဒါဟိုကျွတ်တွန်းဝင်သွားတဲ့ပုဂ္ဂိုလ်ကြောက်ရှိတယ်ပါရသီဆိုတဲ့ဘယင်ခံတပါရှိတယ်ဘယင်ခံပုဂ္ဂိုလ်ပေါ့သူကမိစ္ဆာဒိဋ္ဌိကနေ ကြွတန်းဝင်လာတဲ့အခါမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ကုသကောမှုသူအမြဲတမ်းလှုပ်တယ်နော်ကုသကောမှုတွေသူအမြဲတမ်းလှုပ်တယ်ဒါပေမဲ့ तू လှုပ်တာကသူကိုယ်တိုင်လှုပ်တာမဟုတ်ဘူးသူရဲ့တပည့်ဖြစ်တဲ့ဩဒရလူလင်ကို तू ကလှုပ်ခိုင်းတာ तू ကငွေပေးတာပေါ့ तू ကငွေပေးတယ်ဩဒရလူလင်ကလှုပ်ပေးတယ်အဲ့တော့ဩဒရလူလင်ကလည်းပဲ तू လှုပ်ပေးတော့သူ့ရဲ့ပစ္စည်းလို့သဘောထားပြီးတော့တကယ်ကိုဒါစေတနာပါပါနဲ့တကယ်အစစ်အမှန်လှုပ်ပေးတယ် အဲ့လိုလုပ်ပြီးတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်သူတို့တွေတည်သွားတဲ့အခါကျတော့အပစ္စည်းတွေစီစဉ်ဥစ္စာကိုထုတ်ပေးပြီးလူခိုင်းတဲ့ဘရင်ကဖြစ်တဲ့ပါရာသီးဆိုတဲ့ပုံကကျတော့အောက်ဆုံးဖြစ်တဲ့စလူမာရဲ့နောက်ဘုံမှာသွားဖြစ်တယ်နော်အဝေယဥစ္စာကိုကူးပြီးတော့သူ့ကိုယ်စားလုပ်ပေးတဲ့ဩဒရလူရင်ကျတော့အထက်ဖြစ်တဲ့တောင်လေးသာနေပြီးမှာသွားဖြစ်တယ်ဒါကြောင့်ဓမ္မမိတ်ဆွေများဝေယဝိစ္စကုသိုလ်ဆိုတာကတော့အထင်သေးလို့မရဘူးကိုလူနေတယ် အပစ္စည်းတွေလှူနေတယ်ဆိုတော့စိတ်သဘောထားထားပြီးတော့နော်တကယ်ကိုကုညီတာစောင့်ရှောက်တယ်တကယ်ကိုဝိုင်းကုညီလုပ်ပြန်ပေးတယ်ဆိုရှင်ဝေယကိစ္စကုသူဖြစ်ပါတယ်အဲ့ဒီဝေယကိစ္စကုသူကခုနကဦးစင်းပြောတဲ့အတိုင်းအများကြီးစည်နာထားရင်ထောင်းတော့အကျိုးကျေးဇူးကြီးတယ်ဆိုတာလေးကိုဒီကနေ့ဓမ္မမိတ်ဆွေများဝေကညှပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကောင်းချီးမင်္ဂလာအားလုံးရဲ့နော်ကောင်းကုသင်တဲ့မှာကောင်းချီးမင်္ဂလာနဲ့ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်ကောင်းချီးမင်္ဂလာတွေအားလုံးရဲ့တီယာတီချောင်းဖြစ်တဲ့ဒီ ပုံညာကိရိယာဝတ္ထု10ပါးကိုအဲဒီတော့တက်နေတယ်မြားဖြည့်ကျင်ရမယ်။အပရမပဲ9ပဲဥစဉ်ပြောပြပြီးဒါနာသီလဘဝနာအပစရာအပစရာအဝေယာဝိစသည်9မြား9မျိုးဥစဉ်ပြောပြပါပြီ။နောက်ပြန်နောက်တစ်ပိုင်းမှာဥစဉ်9မျိုးထပ်ပြီးတော့ပြောပါမယ်။ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးသိထားတဲ့အရာလုတ်တဲ့အရာကတော့ကိုကိုရောကိုမိသားစုရောကိုရဲ့ကိုရပါ။ကောင်းချင်းမြင်ကားတွေအားလုံး ਨੇ ပြည့်စုံခြင်းနဲ့ ကျန်းကျန်းမာမာချမ်းချမ်းသာသာအေးအေးချမ်းချမ်းနဲ့ဘဝကိုဖြတ်သန်းကျင်တယ်ဆိုလို့ရှိရင် ကောင်းခြင်းမင်္ဂလာအားလုံးရဲ့ပြည့်စုံရာပြည့်စုံကြောင်းဖြစ်တဲ့ဟောဒီပုံညာကရိယာဟုတ်သူစေပါကိုတက်ညံ့တယ်မြကျင့်သုံးနိုင်ကြပါစေလို့အရှင်ကဆုမကောင်းတောင်းလိုက်ပါတယ်ဓမ္မမေဆွေမြအားလုံးကိုစိတ်နှပြာကျမ်းမာချမ်းသာကြပါစေ